then something ချဲ့နေချဲ့တကယ်တော့လေပရိသတ်တော်တော်များများ YouTube မှာဆိုတဲ့အမြင်သူတို့ကလို့ဟိုအပိကြအပိကြဆိုတော့လောက်ပါအောင်အင်းလေးအီဆောင်လေးဆိုပါအောင်ပေါ့နော်သူတို့ကြိုက်တယ်အပိလေးဆိုအဲဆိုပဲဆိုပဲဆိုပြီးပြပြောက်သွားအမေကာဗာဆိုမှုရှိရဲ့အဲ့လိုကိုကြိုက်တဲ့ချင်းလေးတော့မှတ်တော့မှတ်ထားတာပေါ့ but i think they call this love ဆိုရတဲ့ချင်းလေးကိုဟိုသူတို့ အတိမတ်ပြူပြီးကြိုက်ကြတယ်ပေါ့နော်ဥပမာဟိုတချင်းချင်းချင်းကန်ဆိုမယ်ဆိုလို့ရှိရင်လည်းတို့ဒါအဲလက်ခံကြတယ်နောက်ပြီးတော့ဒီပြန်ဆိုတဲ့တွေဆိုလည်းတို့ဟိုသဘောကြကြတယ်ပေါ့နော်အဲဒီကိုယ့်ရဲ့ကိုပိုင်ချင်းတွေဆိုတော်တော်များများချိုးပရိသတ်တွေကလည်းကိုပိုင်ချင်းထုတ်စီခြင်းညာတယ်ကိုပိုင်ချင်းမရှိဘူးဆိုပြီးတော့အဲတချို့ပြောတဲ့ပရိသတ်တွေလည်းရှေ့ဒါပေမဲ့တချို့အဲ့ဒါတော့ဟိုမိသားကိုတိချာလေးနားမထောင်မှုသေးလို့နေမှာပေါ့နော်မိသားကိုပိုင်ချင်းအခွေလေးရှိပါတယ်အဲဒီနာနာမားတို့ချစ်ရဲ့တဲ့တို့ဒါသူ့ကိုချစ်တဲ့ကိုစိတ်ကိုမုန်းတီးလို့ဆိုပါလဲဒါကိုပိုင်ချင်းတွေပေါ့ပေါ့လေဒါမျိုးတချင်းတွေမှာဆို အခုတိတ်တိတ်ကလေးတပုတ်နောက်တစ်ပုတ်ကကျမချစ်လို့မှမဟုတ်တာဆိုရင်ချင်းလေးတပုတ်တော့အဲ့ဒါလေးလည်းထွက်ထားရတယ်အဲပြီးနောက်အဲ့ဒီပြန်ဆိုသေးသေးပေါ့ချစ်တဲ့ခင်မာလေးအဲ့ဒီချင်းလေးလည်းထွက်ဖို့ရှိပါတယ်အဲ့ဒါပေမဲ့တို့အမျိုးသားပေါ့နော်နောက်ဟိုလူကြီးလူငယ်ကြိုက်တဲ့ပုံမှာလည်းပွဲသေးရအောင် ဒီချင်းရဲ့အမင်းရောနည်းနည်းဆိုထားနည်းနည်းကြာပြီပေါ့နော်ဒါပေမဲ့အခုမှပဲအဲ MV လေးရိုက်ဖြစ်တာပါနေ့ဒါတိတ်တိတ်လေးဆိုချင်းလေးချင်းအစ်စ်လေးပေါ့နော်ဒါကကိုပိုင်ချင်းလေးရိုက်ကူတာဖြစ်ပါတယ်တိတ်တိတ်ကလေးဟုတ်တီးရကိုသဟာအောင်ပါဟုတ် အဲဒီတခြင်းကိုတော့ဒါ Oop Patrick ပေါ့နော် arrange လုပ်ပေးထားတယ်ပြီးတော့အဲဒီနေ့က Twitter ကိုခင်ဗျားရိုက်တယ်ပြီးတော့ကိုရှင်မွေလာလည်းပါတယ်ပေါ့နော်ကိုရှင်မွေလာ ਨੇ မွန်မွန်နေရာရိုက်ကြရတယ်အဲစီစဉ်သူကတော့ဘဘဦးသိန်းကျော်ပါအဲဒီနေ့ဒီခြင်းလေးက MV ရိုက်မရိုက်မယ်ပေါ့နော်ရလေးလေးညှိကြရင်းနဲ့နောက်ဆုံးတော့ရိုက်ဖြစ်ခဲ့ပါပြီပြောမယ်ဆိုရင်အနာနာမှာလူများနောက်တစ်ပုတ်များဖြစ်မလားပေါ့နော်ဆိုတော့သူ့ရဲ့ဟိုတခြင်းပုံစံလေးကဟိုရွရွရှင်းရှင်းလေးပဲဒါပေမဲ့အာနားဆွဲမယ်လို့ယုံကြည်ပါတယ်အ တော့ပြည့်သက်တယ်လေဒီချင်းလေးထွက်တဲ့ခါကျရင်တော့ကြမယ်လို့ထင်ပါတယ်သူက crash တယ်ပေါ့အဲသဘောကျရပေါ့ဒါပေမဲ့သူကသူ့မှာအဲကောင်းမလေးရှိပြီးသားဖြစ်နေရအောင်တိလိုက်ရတယ်ပေါ့နော်အဲအဲသူကနောက်ကျတော့အဲ့လိုမမြင်ချင်းဆောင်လဲပါရအဲ့လိုအဲ့လိုမျိုးပေါ့နော်လေသူတယောက်တည်းတိတ်လေးကြေကွဲသွားတယ်ပေါ့လေအဲဒီနေ့ဒါလည်းအချင်းကြောက်ပါဘာ Okay ဟုတ်အပြင်မှာလို့လားမဟုတ်ပါဘူးအဲမဟုတ်ပါဘူးဟာဟာဟာ ကိုပဲဟိုဖြစ်ခွက်ကြအောင်ဟာမဟုတ်ပါဘူးအဲ့လိုလည်းမပေါ်နေမင်းနေမင်းရိုင်းကြည့်ရပါအစ်စစ်အစ်စစ်ရှိပါတော့လို့ဟာအနုပညာလောရှောင်းမောကအခု loss ရဲ့အဲ့ဒီအလုပ်လေးပေါ့နော်အဲ့ဒီတခြားကိုတခြင်းအာ recording အပ်ထားတဲ့ဟာလေးတွေဆိုဖြစ်တယ်ပြီးရင်ဒီလို MV လေးရိုက်ဖြစ်တယ်ကြော်ညာလေးတွေရိုက်ဖြစ်တယ်ပြီးတော့အပွဲလေးရတာမိုးရင်းဆိုနေနေတော့ပါတာပေါ့နော်ဒါပေမဲ့အခုပြန်ထွက်တော့မယ်ဆိုရင်တော့ပွဲဖြောက်ပြီးပွဲလေးတွေပြီးဆိုလို့ရှိပါတယ်အဲဒီကတော့ ဟိုဖြော်ပြပဲများပါတယ်ဘို့ဆိုပွဲရာတီဆိုတော့လေဟိုအလှူတွေအဲလိုမျိုးဟိုဖိတ်ကြတဲ့ပွဲတွေပေါ့လေအဲအဲ့မှာတော့ဖြော်ပြပဲနောက်ဒီကတော့ဟိုနောက်ထပ်တချင်းနေလဲထွက်ဖို့တော့စူးစမ်းနေပါတယ်အဲ့လိုနေသွားလိုက်ဘောပြစ်လိုက်တယ်လို့ဆိုမလို့ပြီကိုတဟောင်းရေးတဲ့နေရာမှာဒါလေးကလည်းနောက်ထပ်မတူတဲ့ရတတမျိုးလေးလို့အဲ မြင်ပါတယ်ဘို့ဆိုမိသားဒီဟိုအနားနားမှာချင်းပုံစံမျိုးလေးကတမျိုးပေါ့လေအခုဟာမျိုးလေးအခုဟာလေးကလည်းတမျိုးလေးနောက်ချစ်ရတဲ့တို့တခြားသူ့ကိုချစ်တဲ့ဟိုဆိုအဲအဲ့လိုမျိုးဒါကိုယ့်ရဲ့အခွေထဲမှာပါတဲ့အချင်းတွေမတူကြဘူးပေါ့နော်အဲ့မဲ့ဒါလေးကလည်းကိုထောင်ရဲ့လက်ရည်ထဲမှာမှာနောက်ထပ်ကောင်းမွန်တဲ့လက်ရည်လေးတစ်ပုတ်အဲ့လေးလည်းပြည်သက်တွေရင်ထဲရောက်မယ်လို့ယုံကြည်ပါတယ်ဆိုတဲ့တခြင်းတွေကိုဟိုသူတို့ အတိအမှတ် ပြုပြီးကြိုက်ကြရတယ်ပေါ့နော်ဥပမာဟိုတချင်းချင်းချင်းခံဆိုမယ်ဆိုလို့ရှိရင်လည်းတို့ဒါအဲလက်ခံကြရတယ်နောက်ပြီးတော့ဒီပြန်ဆိုတဲ့တွေဆိုလည်းတို့ဟိုသဘောကြကြရတယ်ပေါ့နော်အဲဒီကိုယ့်ရဲ့ကိုယ်ပိုင်ချင်းတွေဆိုတော်တော်များများချိုးပရိသတ်တွေကလည်းကိုယ်ပိုင်ချင်းထုတ်စီခြင်းကြရတယ်ကိုယ်ပိုင်ချင်းမရှိဘူးဆိုပြီးတော့အဲတချို့ပြောတဲ့ပရိသတ်တွေလည်းရှိတယ်ဒါပေမဲ့တချို့အဲ့ဒါတော့ဟိုမိသားဟိုတခြားလေးနားမထောင်ဘူးသေးလို့နေမှာပေါ့နော်မိသားကိုယ်ပိုင်ချင်းအခွေတွေရှိပါတယ်အဲဒီနာနာမှာတို့ချစ်ရဲ့တဲ့တို့ဒါသူ့ကိုရှိတဲ့ကိုယ်စိတ်ကိုမုန်းတီးလို့ဆိုပါလဲဒါကိုယ်ပိုင်ချင်းတွေပေါ့ပေါ့လေဒါမျိုးတချင်းတွေမှာဆို အခုတိတ်တိတ်ကလေးတပုတ်နောက်တစ်ပုတ်ကကျမချစ်လို့မှမဟုတ်တာဆိုရင်ချင်းလေးတပုတ်တော့အဲ့ဒါလေးလည်းထွက်ထားရတယ်အဲပြီးနောက်အဲ့ဒီပြန်ဆိုသေးသေးပေါ့ချစ်သခင်မာလေးအဲ့ဒီချင်းလေးလည်းထွက်ဖို့ရှိပါတယ်အဲ့ဒါတို့တို့အမျိုးသားပေါ့နော်နောက်ဟိုလူကြီးလူငယ်ကြိုက်တဲ့ပုံမှာလည်းပွဲသေးရတင်းနေရှင်တယ်ပြောဆိုမှာအာအင်းလေးချင်းအင်းလေးချင်းတကယ်တော့လေပရိသတ်တော်တော်များများအယူကျမှာဆိုတဲ့အမြင်တို့ကလို့ဟို အပိကြအပိကြဆိုတော့လောက်ပါအောင်အင်းဒီအီးဆောင်တွေဆိုပါအောင်ပေါ့နော်သူတို့ကြိုက်တယ်အပိကြဆိုတော့အဲဆိုပဲဆိုပဲဆိုပြီးပြပြောက်သွားအမေကာဗာဆိုဖို့ရှိရဲအဲ့လိုကိုကြိုက်တဲ့ချင်းလေးတော့မှတ်တော့မှတ်ထားတာပေါ့အဲ့လေးလေရှင်နှုံးလေးကအဲညီမလေးဒီအေးချင်းလေးတော်တော်များနားထောင်နေမြမအတန်လေးနားထောင်နေပြီးမဟာဂီတလည်းတင်နေမဟာဂီတတော့အများကြီးပဲတင်အောင်ပါပေါ့နော်ဒါပေမဲ့အေးချင်းလေးမှာမအဲ့လိုမျိုးဟိုကို ကြိုက်တဲ့သချင်းတွေဒါမှမဟုတ်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာနားထောင်ပြနေတဲ့သချင်းတွေလည်းပါတယ်ပေါ့။ဒါပေမဲ့ချို့ဟာကြောင့်လည်းပညာရတဲ့ဟာလေးပါတယ်ပေါ့။အဲ့ရနေပြီချို့အင်္ဂလိပ်စကားလုံးတွေလည်းလေ့လာ။အခုကတော့ playlist ထဲမှာတော့အကုန်ရှိတယ်။ဟုတ်လား။အခုတက်ပေါ်နားထောင်ပြဆိုနားထောင်ပြဆိုဆိုတာအဲ့လိုအမှန်တကယ်လေအင်္ဂလိပ်ချင်းအပြင်ဘာကြိုက်လေဆိုတော့အဲ့လိုထိုင်းသချင်းတွေလည်းကြိုက်တယ်။အဲဒီအကြိုက်ဆုံးဟိုဒီအင်္ဂလိပ်ချင်းမဟုတ်တဲ့ဟာတွေอ่ะပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်ဒီ how to make millions before grammar time ဆိုတာအဲ့ စကားတွေကအဲဟိုဟာလေးပေါ့စဝင်တွေပေါ့အဲသူ့အွားနဲ့ဟိုကအဲအဲ့လေးဆိုရင်အော် तू ကဒီလိုတရောကိုဒီလိုမျိုးလေးဟွာလောက်ထားတာပါလား तू ဘလိုလေးဆိုအဲ့လိုမျိုးလေးပေါ့လားကိုပါခန်းစားဆိုအဲ playlist ထဲမှာ तू ကထိတ်ဆုံးဖြစ်နေအခုလောလောဆိုအမေတို့ကတော့ရှိသမျှပညာရဲ့ ပြည့်သမျှလူစီကအကုန်လိုက်ယူတယ်။အော်တယောက်တစ်မျိုးစီပေါ့နော်။ဘာလို့ဆိုဒီလူကဒါဒီလူမျိုးလေးဆိုတယ်။ဥမာတချင်းတစ်ပုတ်ကိုဆိုရဲဆိုပါဆိုဒီသူကဒီလူမျိုးလေးဆိုလိုက်တယ်။ဟိုသူကကြာဒီလူမျိုးလေးဆိုအဲ့ဆိုသူတို့နှစ်ယောက်ရဲ့ဒါဆိုရင်ဟာဘလို့ပညာလေးငါယူလိုက်မလဲပေါ့နော်။အဲ့လိုမျိုးလေးအတချင်းတစ်ပုတ်ကိုနားထောင်ရင်လေ तू ကဒီလိုဆိုတယ်။နောက်တစ်ယောက်ကတမျိုးဆိုရယ်။ तू ကဘာလို့ဒီလိုဆိုရယ်။အဲ့လိုမျိုးလေးပေါ့။ကိုကကိုတွေးတာပေါ့။အဲ့လိုမျိုးလေး။အော်ငါလဲကြရင်လဲငါဘလို့ချစ်တဲ့ချင်းဆိုရင်ဘလို့ဆိုတဲ့နဲ့ဝမ်းနေရင်လဲဘလို့ဆိုဖွားတော်မကြီးအဒီဒီနော်အဲ့လိုပေါ့နော်ကြုံရင်မြင်ဖွားတင်ပြီးတော့လေအဲ့လိုလွမ်းနေဟာဆိုလဲလွမ်းနေဟာပေါ့ပြောတဲ့ ဆိုလဲပျော်နေတယ်ကောရင်ထဲမှာလှက်လိုက်နေတယ်အဲ့လို ဒီချင်းလေးကတော့ခုကြေကွဲထားပါဗောကြေကွဲထားပါဗောအဲမပလေးပါအဲမပလေးကြေကွဲထားပါဗောချင်းရောချင်းရောဟဲ့မချင်းမမအချင်းတချင်းလေးပေါ့မေးပါအာโอเคဟုတ်ဟာရဲ့ဒီတချင်းတလေးပေါ့နော်အာတိတ်တိတ်ကလေးဆိုရချင်းလေးကိုလည်းထွက်လာလို့ရှိရင်ပြိတ္တတီအာအပိညာစင်ကြပါအောင်လို့အာပြောချင်ပါတယ်ပြိတ္တတီလည်းအာဒီချင်းလေးကိုဒါအေးအေးလေးပေါ့နော်အဲလေးဆိုတော့လေအလုံးအဲရင်းနေရောက်ပြီးတော့သဘောကျကြလိမ့်မယ်လို့ယုံကြည်ပါရှင့်ကျေးဇူးတင်ပါတယ် うん。<music>